ကဲဒီတစ်ခါမှတော့စီတမင်းကိုအိမ်မှာပဲအလွယ်တကူထိုးစားကြမယ်။အရင်ဆုံးကောင်းညင်းဆန်ကိုတညရေစိမ်ဖို့အချိန်မရှိရင်၃နာရီလောက်ကြိုပြီးရေစိမ်တာ။ချစ်တွန်ကြော်လေးနဲ့တွဲစားမှဆိုတော့ချစ်တွန်ကြော်ကိုပပလေးလှီးမယ်။စီတရမထဲဖို့ဂျင်းကိုလည်းအခွန်နွားပြီးပပလေးလှီးတာ။၃နာရီလောက်ရေစိမ်ထားတဲ့ကောင်းညင်းဆန်ကိုလည်းရေစေးပြီးစစ်ထား။မချက်ခင်ကောင်းညင်းဆန်ကိုအရသာနှက်မယ်။စနွင် တကြားစားလေးနည်းနည်းထည့်ပြီးတော့မချက်ခင်나이ဝက်လောက်ရတာနှက်တာအရင်ဆုံးကြက်သွန်ကြော်ကိုအိုးပူလိုက်ရင်စီမြမ်းများလေးထည့်တာပပလေးလီတာရဲ့ကြက်သွန်လေးထည့်ပြီးတော့ကြွအောင်ကြော်မယ်ကြက်သွန်ကြော်လေးကိုကြွပြီးဆိုရင်စီစစ်ပြီးတော့အေးခန့်တာ တွဲစားဖို့ငချောက်ကလေးကိုလည်းကျွတ်သွားအောင်လို့စီပူလေးကပ်မယ်။မြမပြတ်ထည့်ပေးလိုက်တဲ့ဇင်ရောငချောက်ကင်ကိုတုံးထားပါတယ်။ကျွတ်ကျွတ်လေးဖြစ်သွားအောင်အိုးပူကပ်ပေး။ဟိုဘက်ဒီဘက်လှန်ပြီးတော့အိုးပူကပ်ပေးလိုက်ရင်ကျွတ်ကျွတ်ကလေးရပါပြီ။စီတမင်းချက်ဖို့စီထည့်မယ်။ပပလီးထားတဲ့ဂျင်းလေးတွေကိုထည့်ပြီးစီသက်ကြာလေးစီတက်ပြီးဂျင်းနံလေးမှုေးလာပြီဆိုရင်တော့ခုနကအရသာနှက်ထားတဲ့ကောက်ရင်းလေးကိုထည့် အထောက်အောင်မှုပြီးတော့ခဏလောက်ကြော်ပြီးလိုက်ပြီးရင်တော့ရေမြုပ်အောင်ထည့်အဖုံးအုပ်ပြီးတော့ကောင်းကြီးနဲ့နူးတဲ့အထိတဲထားပေးလိုက်တဲထားနေတော့မှလည်းအောက်ကမကတ်သွားအောင်လို့အထောက်အောင်လေးခဏခဏမှုပြီးရပါမယ်အခုဆိုရင်တော့ကောင်းကြီးနဲ့ကရေလေးလေးခန်းလာပါပြီကောင်းကြီးရဲ့အနေထားကလည်းပျော့ပျော့အီအီလေးဖြစ်နေပါပြီဒီနေရာမှာမာနေရယ်ဆိုရင်တော့ရေထက်ထဲလို့ရပါတယ် ရေတွေစပြီးတော့ခြောက်လာပါပြီအောက်မှာကန့်သွားအောင်လို့အိုးလေးကိုခဏခဏလှုပ်ပေးပါပြီးရင်စီလင်းနဲ့ထည့်ပြီးတော့ကျွတ်အောင်လို့ထပ်ပြီးတည်ထားလိုက်မယ်အောက်ခြေက ကျွတ်သွားပြီဆိုရင်တော့အထက်အောက်လှန်ပြီးတော့နောက်ထပ်တစ်ဖက်ကိုကျွတ်အောင်လို့ထပ်တည်ထားပေးလိုက်အပေါ်ရန်နှစ်ဖက်လုံးကကျွတ်ကျွတ်လေးဖြစ်သွားပြီဆိုရင်တော့အရန်ကိုမှုန်းနေတဲ့စီဒမင်းလေးကလည်းအစင်သင့်ဖြစ်ပါပြီတွဲစားဖို့နှမ်းနှောက်လုပ်မယ်စားလေးကိုထောင်းပြီးတော့နှမ်းအောင်ထပ်ထည့်ပြီးတော့ထောင်းလိုက်မယ် နှမ်းနောက်ကစားရမြောင်းသွားလို့နှမ်းထက်ထက်ရပါသေးတယ်။ချစ်တဲ့ငယ်ချင်းတို့တောင်းတဲ့အခါစားကိုရှော့ထည့်ပေးပါနော်။ခုတော့စီဒမင်းနဲ့တွဲစားဖို့အရာတွေလည်းအားလုံးအဆင်သင့်ဖြစ်နေပါပြီ။ဒီမှာတုံးထားတဲ့ပဲပြုတ်ကလည်းအရင်တစ်ခါကလုတ်ပေးထားဖို့ပါတယ်။အောက်ကကွန်မန့်မှာလင့်လေးထည့်ပေးထားလို့ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နှမ်းနောက်လေးဖြူချစ်တွန်ကြော်လေးလည်းဖြူအရင်နေ့ကလုတ်ထားတဲ့ပဲပြုတ်လေးလည်းတင်ငကြောက်ကြော်လေးလည်းထည့်စားလိုက်ပါဦးမယ်ချစ်တဲ့ငယ်ချင်းတို့စားပါဦး။ ။အိုးအပေါ်ရန်လေးကကျွတ်ကျွတ်ကလေး။နှမ်းတောင်းလေးရဲ့ကျွတ်တွန်ကျော်လေးပြပြုတ်လေးရဲ့။အုံးသီးနဲ့တွဲဆရတာကြိုက်တယ်ဆိုရင်လည်းသုံးဆောင်လို့ရပါတယ်။ဒါ behind the scene ကဲစားပြီးဆိုရင်တော့ထုံးစံတိုင်းစေကျော်ရေတုပ်ဝင့်နဲ့အုပ်